မင်္ဂလာပါရှင်မင်္ဂလာပါဗျာဒီနေ့ကျမတို့အတွင်းကျကျလီလာဆွေးနွေးကြမယ့်အကြောင်းအရာကလည်းဟွန်းမြမသမိုင်းရဲ့ကတိတ်ပြီးတော့လူတိမတိကြတဲ့အကြောင်းအရာလေးတစ်ခုပေါ့နော်ဟုတ်ကဲ့စိတ်ဝင်စားစရာကောင်းမယ့်အကြောင်းအရာတစ်ခုပါဟုတ်တယ် Seven Day Adventism ခရစ်တန်သာသနာပေါ်အဲ့ဒီသာသနာကမြန်မာနိုင်ငံကိုဘလို့ရောက်လာတယ်လဲပြီးတော့အဲ့ဒီယာစုနည်းတစ်ခုကြောက်တော့အတွင်းမှန်လင်းနိုင်ငံရေးခြေနေတွေမျိုးမျိုးယဉ်ကျေးမှုအခက်အခဲတွေမျိုးမျိုးကြားကနေသူတို့ဘလို့ရက်တည်ခဲ့တယ်လဲ ဘလို့ကြည်ထွားလာခဲ့တယ်လဲဆိုတာကိုပေါ့နော်ဟုတ်ကဲ့အဲ့ဒါကိုအတွင်းကြကြလေ့လာကြည့်ကြမှာပါဒီခေါင်းစဉ်ကိုလေ့လာဖို့အတွက်ကျွန်တော်တို့အဓိကအပြုထားတာကတော့ 7th day adventism pioneers and progress in myanmar ဆိုတဲ့မှတ်တမ်းဆောင်ပါးကအကောင်းဆုံးချက်တွေပဲဖြစ်ပါတယ်ရှင့်ဟုတ်ပါတယ်ဒီဆွေးနွေးမှုရဲ့ရည်ရွယ်ချက်ကတမိုင်းကို အချက်အလက်အကိုင်းပြန်ရွတ်ပြဖို့တက်တက်တော့မဟုတ်ဘူးရဲ့အဲ့ဒီခီးစဉ်နောက်ွယ်ကအကြောင်းတရားတွေကိုနားလည်ဖို့ကအဓိကပဲဥပမာ ဘလို့လူတွေကအရေးပါခဲ့တယ်လဲ။อืมပြီးတော့ပညာရေးနဲ့စာပေထုတ်ဝေလို့နီလာနေကိုဘာလို့သူ့ရဲ့အဓိက view ဟာအဖြစ်သုံးခဲ့တယ်လဲ။ဟုတ်ကဲ့။နောက်ဆုံးတစ်ခုကတော့နိုင်ငံရေးနိုင်ငံရေးအပြောင်းလဲကြီးတွေကသူ့ရဲ့လုပ်ငန်းတွေကိုဘလို့ပုံသွင်းသွားတယ်လဲဆိုတဲ့အချက်တွေကိုဆက်ဆက်ပြီးကြည့်သွားမှာပါယ။ကောင်းပြီရှင်။ ဒါဆိုရင်ဇလန်းဆောက်ကိုပြန်လွှဲကြည့်ရအောင်စကူထောင်းနဲ့စနစ်ခနစ်ကနေစလိုက်ကြအောင်နော်ဟုတ်ကဲ့ Herbert B. Myers နဲ့ A.G. Watson ဆိုတဲ့ Adventist နဲ့ရောက်သူတို့ကအိန္ဒိယကာလကတ္တာကနေမြန်မာနိုင်ငံကိုစာဥတီရောင်းဟူရောက်လာတာကနေဒီဇလန်းကစတာပဲဟုတ်ပါရဲ့သူတို့ကအဓိကပြစ်မှတ်ထားတာကအဲဒီတုန်းကအင်္ဂလိပ်စကားပြောတဲ့ဥရောပတိုက်သားတွေနဲ့မြို့ပြကမြန်မာလူမျိုးတွေကိုပေါ့ဒါပေမဲ့ဒီနေရာမှာဇလန်းကတကယ်ကိုမထင်မှတ်တဲ့အလဲအပြောင်းတစ်ခုထွက်သွားတယ်နော် ဟုတ်တယ်ဗျာသူတို့မထင်မှတ်တဲ့သူတီအောင်နဲ့တွားတွေ့တယ်ဒေါ်မေလို့ခေါ်တဲ့ခရိယံအမျိုးသမီးတူပါအင်းဒီအမျိုးသမီးကသူတို့သာသနာပြုလုံလန်းတစ်ခုလုံးရဲ့လာရအိုပြောင်းပြစ်နိုင်လောက်ဟောက်အရေးပါခဲ့တယ်လို့ဆိုရမှာပဲတကယ်ပါပဲတကယ်စိတ်ဝင်စားဖို့ကောင်းတာကဒေါ်မေရဲ့နောက်ခံသမိုင်းပဲရှင်သူမိခင်ကမြန်မာနိုင်ငံရဲ့ပထမဆုံးအမေရိကန်နစ်ချင်းသာသနာပြုဒေါက်တာယူရီဆန်စီမှနစ်ချင်းမိဂလာခံယူခဲ့သူဖြစ်တယ်ဆိုတော့ဟုတ်ကဲ့ မြမခရိယံတမိုင်းရဲ့အစောပိုင်းကာလတွေနဲ့တိုက်ရိုက်ဆက်ဆံကြီးတဲ့မိသားစုနဲ့ဆင်းသက်လာတာပေါ့ဗျာဒါဒီမဲ့ပိုပြီးအန်အောစရာကောင်းတာကအဲ့လားမဟုတ်သေးဘူး तू က Eventist တွေနဲ့မတွေ့ခင်နှလုံးလောက်ကတည်းကလीတမချန်းစာကိုသူ့ဘာသာသူလေးလာပြီးစစ်နေနေဟာဝက်ပြူရမယ်နေအမမဲလို့ကိုတိုင်ကောက်ချက်ချထားပြီးသားဖြစ်နေတာဟုတ်ဟုတ်အဲ့ဒီအချက်ကတကယ်ကိုအန်အောစုကောင်းလဲဒါယုံကြည်ချက်နဲ့ကွက်တီသွားကြသွားတဲ့သဘောမျိုးပေါ့နော် ဟုတ်ပါတယ်အဲဒီကြောင့်မလို့နောက်ပိုင်းမှာသာသနာပြင်ပွားဖို့အတွက်အရန်ခိုင်မာတဲ့အုတ်မီတစ်ခုဖြစ်သွားခဲ့တာပါဒေါ်မေကနေတဆင့်သူ့ရဲ့မောင်ဖြစ်သူမောင်မောင်လဲအဗန်ဒစ်ဖြစ်လာတယ်ဟုတ်ကဲ့မောင်မောင်ကဆိုရင်သူ့ယုံကြည်ချက်ကြောင့်အစိုးရလောက်ကနေထွက်ပြီးကိုစရင်းနဲ့ကိုနှစ်နှစ်ကြာသာသနာပြုလုပ်ငန်းတွေလုပ်ခဲ့တယ်ဆိုတော့တော်တော်လေးကိုစိတ်ပိုင်းဖြတ်မှုပြင်းထန်တဲ့ပုဂ္ဂိုလ်တရားလို့ပြောရမှာပဲဟုတ်ပါထောင်ကူရခုမိမှာတော့မြန်မာသားသနာနည်းမျိုးကိုတရားဝင်ခွဲစည်းလိုက်ပြီးတော့အိန္ဒိယကနေ Herbert H Volta ဆိုတဲ့သူကိုဆေးလွတ်ခဲ့တယ်ဗျာ အဲ့ဒီအချိန်မှာမောင်မောင်ကမြမဘာသာနဲ့ပထမဆုံးစာဆောင်တစ်စောင်ကိုရေးသားထုတ်ဝေခဲ့တယ်နော်ဟုတ်ပါတယ် The commandments of God written not in tablets of stone but in fleshy tablets of the heart ဆိုတဲ့စာဆောင်ပေါ့အင်းဒီနေရာမှာထူးခြားတာကအဲ့ဒီစာဆောင်ရဲ့ကုန်ကြစရိတ်ကို အသင်းသားတွေကပဲအကုန်ခံခဲ့တာဆိုတဲ့အချက်ပဲမှန်ပါတယ်ဗျာဒါကတော်တော်ထူးခြားတယ်ဘာလို့လဲဆိုတော့အဲ့ဒီခေတ်သာသနာဖြူလုပ်ငန်းများစုက အနောက်နိုင်ငံကရန်ပုံငွေကိုပဲလုံးလုံးမိခိုးနေရတာဟုတ်ဟုတ်ကဲ့ဒီမှာကအစတည်းကဒေတာခန်နီရဲ့အဲပန်ရှင်စိတ်ပေါ့နော် ownership ရှိနေတာကိုပြရတယ်အော်ကိုအားကိုကိုရဲပုံစံမျိုးပေါ့ဟုတ်ပါတယ်အဲ့ဒါကပဲနောက်ပိုင်းနိုင်ငံခြားသားတွေမရှိတော့တဲ့ခါမှာတော့ဆက်ရတည်နိုင်ခဲ့တဲ့အထူးကတော့ချစ်တကူဖြစ်နိုင်တယ်ကျွန်တော်မြင်တယ်တော်ပဲအဲ့လိုကိုအားကိုကိုရဲပုံစံကသူတို့ရဲ့ကြီးထွားမှုကိုအရှင်ရော့စေခဲ့သလားရှင့်ဒါမှမဟုတ်ပိုးပြီးခိုင်မာတဲ့အတိုင်းဝိုင်းတကူတည်ဆောက်နိုင်ဖို့အထောက်ကူထိခဲ့သလား ကောင်းနေမြင်ခွန်းပဲပဲအစပိုင်းမှာတော့ဝီကြီးအင်အားရတွတ်တက်မှုနေကွေးစေခင်မှာတိတ်ချတယ်อืมဒါပေမဲ့ရေရှဲမှာတော့ကိုချီတော့ပေါ်ကိုယက်တီနိုင်တဲ့စိတ်တက်ကိုမွေးမြူပေးတယ်နိုင်ငံရေးအခြေအနေကြောင့်အပြင်ကအထောက်ပံ့ညီပြတ်တောက်သွားတဲ့အခါတခြားအဖွဲ့အစည်းတွေရိုင်းနေသွားချိန်မှာသူတို့ကဆက်ပြီးရှင်းတတ်နိုင်ခဲ့တာဒီအခြေခံကြောင့်လူသုံးသပ်နိုင်ပါတယ်ဗျာဒီကြားထဲမှာပဲသူတို့ကဘာသာရေးတစ်ခုတည်းကိုပဲလုပ်ခဲ့တာမဟုတ်ဘူးเนาะဟုတ်ကဲ့ထောင်ထုံညာခွန်မှာဒေါက်တာအော်လီအိုဘာဟောဇာက မော်လမြိုင်မှာဆေးကူးသားမှုလုပ်ငန်းတွေစလုပ်ခဲ့တယ်။ဒီချက်ကသူတို့ဟာဘာသာရေးတစ်ခုတည်းတင်မဟုတ်ပဲလူမှုအကျိုးပြုလုပ်ငန်းတွေကိုပါ တကယ်အလေးထားတယ်ဆိုတာကိုပြနေတာပေါ့။ကောင်းပြီ။ဒါဆိုအစိုးပိုင်းကာလကိုကြော်ပြီးတော့နောက်တစ်ဆင့်ကိုကြည့်အောင်။အခြေခြေချင်းနဲ့တိုးခြေချင်းကာလပေါ့နော်။အာ1900ခွင်မင်းကနေဒုတိယကဘာစစ်မတိုင်ခင်အထိပေါ့နော်။ဟုတ်ကဲ့။ထောင်ကိုရောက်ခုမှာရန်ကုန်မြို့မှာအတင်းသား23ရောက်နဲ့ပထမဆုံးအတင်းတော်ကိုစတင်ဖော်စီခဲ့တယ်။အဲ့ဒီကနေဘယ်လိုဆက်ဖြစ်သွားသလဲ။ဟုတ် အဲ့နောက်ပိုင်းမှာသူတို့ရဲ့အဓိကဗျူဟာနှစ်ခုကအရန်ရှင်းလင်းတယ်ဗျာပညာရေးနဲ့စာပေထုတ်ပေးပဲอืมပညာရေးနဲ့စာပေ1930မှာ Mary Gibbs ဆိုတဲ့သာသနာပြုတယောက်ကကရင်လူမျိုးနွယ်ကြားမှာအလုံးလို့ဖို့ကရင်စကားကိုစတင်ခဲ့တယ်အဲ့ဒီနောက်1955မှာ G.A. Hamilton ဆိုတဲ့သူက အေရာဝတီတိုင်းဦးတော်ရွာမှာကရင်သာသနာပြုစခန်းနဲ့ကျောင်းတစ်ကျောင်းကိုတည်ထောင်ခဲ့တယ်အဲ့ဒီဦးတော်ကျောင်းရဲ့အောင်မြင်မှုကတကယ့် game changer ဖြစ်ခဲ့ပုံမှန်တော့ဟုတ်တယ်ရှင့် ။မှတ်တမ်းရဆိုရင်အဲ့ဒီကျောင်းရဲ့အောင်ရင်မှုကြောင့်တခြားကရင်ရွာတွေမှာပါ Adventist ကျောင်းတွေဆက်ဖွင့်ဖို့တွန်းအားဖြစ်စေခဲ့တယ်။အဲ့ဒီကျောင်းတွေကနေနောက်ပိုင်းမှာသာသနာလုပ်ငန်းကိုပြန်ဥဆောင်မဲ့ဒေတာခံလူသားကောင်းတွေအများကြီးမွေးထုတ်ပေးနိုင်ခဲ့တာကသူတို့ရဲ့ရေရှင်မြောင်မှန်းချက်အောင်မြင်တယ်လို့ပြောရမှာပဲဟုတ်ပါတယ်စာပေဘက်မှာလည်းအကောင်းခဲ့တယ်ဗျာထောင်ကွယ်စနစ်မှာကင်းဆောင်ဂျာနယ်ကိုစထုတ်တယ်ကင်းဆောင်ဟုတ်ကဲ့နောက်ပြီး LNG White ရဲ့နာမည်ကြီးစာအုပ် Steps to Christ ကို မြန်မာဘာသာနဲ့ထုတ်ဝေခဲ့တယ်။ Eric B. Hare ဆိုတဲ့သူကလည်းကရင်ဘာသာနဲ့စာအုပ်စာတမ်းကြီးအများကြီးရေးခဲ့တယ်။ဒီလိုဘာသာစကားမျိုးစုံနဲ့ချင်းကပ်ခဲ့တာကသူတို့ရဲ့အောင်မြင်မှုအတွက်အရေးပါတဲ့အချက်တစ်ခုပဲဖြစ်မယ်နော်။တေချာတာပေါ့ဗျာ။လူမျိုးစုတစ်ခုချင်းစီရဲ့ဘာသာစကားနဲ့ယဉ်ကျေးမှုကိုလေးစားပြီးချင်းကပ်ခဲ့တဲ့သဘောပဲ။ဒါပေမဲ့ဒုတိယကမ္ဘာစစ်မတိုင်ခင်အထိတိုးတက်မှုနှုန်းကိုကြည့်လိုက်တော့စိတ်ဝင်စားစရာပဲရှင်။1922မှာ အတင်းသား182ရောင်ရှိရာကနေ1948အထိနှစ်20နီးပါးအတွင်းမှာအတင်းသား198ရောက်ပဲဖြစ်လာခဲ့တယ်။ဟုတ်ကဲ့။ကျောင်းသားဥယျာကတော့900ကျော်အထိတိုးလာခဲ့တယ်။ဒီကိန်းကနန်းတွေအရဆိုရင်တခြားသာသနာပြု အဖွဲ့တွေနဲ့ယဉ်ယဉ်အတင်းသားတိုးပွားနှုန်းကနှေးတယ်လို့ပြောလို့ရမလား။နှေးတယ်လို့ထင်ရနိုင်ပေမဲ့သူတို့ရဲ့ view ဟာကိုပြန်ကြည့်ရင်ဒါကတဘာဝကျတယ်ဗျာ။ဘယ်လိုမျိုးလဲရှင့်။အဲ့အတွက်အများကြီးကိုအမြန်ဆုံးနှစ်ချင်းပေဖို့ထက် ပညာရေးလိုအခြေခံဆောင်းအောက်ကုန်းကို ခိုင်ခိုင်မာမာတိဆောက်ဖို့ကို ပိုအာရုံစိုက်ခဲ့ပုံရတယ်။အော်။ကျောင်းတကျောင်းဆောက်တာကလူတယောက်ကိုဘာသာပြောင်းခိုင်းတာထက်အချိန်နဲ့အရင်အနည်းပိုလိုအပ်တယ်လေ။ဒါပေမဲ့အဲ့ဒီကျောင်းကနေမျိုးဆက်သစ်ခေါင်းဆောင်တွေထွက်ပေါ်လာနိုင်တယ်။อืมအတင်းညာခူဖို့ထက် အပင်ကိုတေးသေးချာချာစိုက်ဖြိုခဲ့တဲ့ဘောမျိုးကဟုတ်ပါတယ်။အဲ့ဒီလိုပြောလို့ရပါတယ်ဗျ။အဲ့လိုဖြည်းဖြည်းနဲ့မှန်မှန်တိဆောက်လာခဲ့တဲ့ လုံငန်းနေအလုံးကဒုတိယကဘာစစ်ကြောင့်တမဟုတ်ချေပြောင်းများလန်သွားဟေယောဟုတ်တယ်ဗျာဂျပန်တက်တွေဝင်လာပြီးမြန်မာနိုင်ငံကစစ်တလင်းဖြစ်သွားတဲ့အခါတာဒနာပြုတွေအလုံးတခံကိုလာ၄၀နဲ့တအစောပိုင်းမှာနိုင်ငံတွေကနေထွက်ဖို့အမင်းပေးခံကြရတယ်သူတို့ရဲ့ထွက်ပြေးခဲ့ရတဲ့ခရီးကတခက်ကိုထိထိရင်ပုံမှာပဲနော်ကားနဲ့တင်မိုးနဲ့သွားရင်နောက်ဆုံးမှာတော့တောလက်ကြီးကိုဖြတ်ပြီးတောင်တန်းတွေကိုခြေကျင်ကျော်ဖြတ်ပြီးအိန္ဒိယကိုထွက်ပြေးခဲ့ရတယ်ဆိုတော့တကယ်ကိုခက်ခဲကြမ်းတမ်းခဲ့မှာပဲဗျာ ဒါပေမဲ့စစ်အတွင်းမှာပိုပြီးခက်ခဲတဲ့အခြေအနေကိုရင်ဆိုင်ခဲ့ရတာကကြံခဲ့တဲ့ဒီသာကန်ခရစ်ယာန်တွေပဲဟုတ်ကဲ့စစ်အတွင်းကအခြေအနေကတော်တော်ကိုရှုပ်ထွေးခဲ့တယ်ဗျာဒီမတန်းကထောက်ပြတဲ့အရေးကြီးတဲ့အချက်တစ်ခုကအာရှရုံးနော့ရှာကျူဆိုတဲ့ဆောင်ပုတ်ကြောင့်ဗမာအများစုကဂျပန်နေပေါ်မျိုးရင်းချက်ထားခဲ့ကြတယ်အင်း ဲ့ဒီခါမှာခရစ်ယာန်တွေကကြားညက်သွားတဲ့သဘောပဲဂျပန်နေနဲ့သူတို့ကိုထောက်ခံတဲ့မြန်မာအချို့ကခရစ်ယာန်တွေကိုအနောက်တိုင်းရဲ့ဘော်တစ္ဆာရှိသူတွေမြန်မာလွတ်လပ်ရေးကိုတစ္ဆာဖောက်သူတွေအဖြစ်တန်းရနေကြည့်ခဲ့ကြတယ်အာဒါကြောင့်တချို့ယုံကြည်သူတွေဟာသူတို့ရဲ့ယုံကြည်ချက်အတွက်အသက်ပေးခဲ့ရတဲ့အဖြစ်ဖြစ်ခဲ့တာပေါ့ဟုတ်ပါတယ်ဗျာတော်တော်လေးခက်ခဲတဲ့ကာလကိုဖြတ်သန်းခဲ့ရတာပါစစ်ကြီးပြီးတော့ရောလုပ်ငန်းတွေဘယ်လိုပြန်ဆခဲ့ကြသလဲ စစ်ချီးပြီးတော့ MO မလေးတို့လိုတာသနာပြုတွေပြန်ရောက်လာပြီးလုပ်ငန်းတွေကိုပြန်တည်ဆောက်ကြတယ်ဗျာအထင်ရှားဆုံးကတော့ရန်ကုန်ကမဟုတ်တဲ့ဟောင်းတလုံးကိုဝယ်ပြီးနောက်ပိုင်းမှာရန်ကုန် Avantis စေယုံဖြစ်လာမယ်စီကူသော်ရီဌာနကိုဖွင့်လှစ်ခဲ့တာပဲနော်ဟုတ်ပါတယ်အဲ့ဒါကတကယ့်ကိုအရေးပါတဲ့ခြေလှမ်းတစ်ခုပဲစစ်ပီးခင်မှာတိုးတက်မှုကပုံစံမျိုးပြောင်းသွားတယ်လို့ဆိုရမလားဟုတ်တယ်ဗျာအရင်ကအေယဝတီတိုင်းကကရင်လူမျိုးတွေချားမှာအ धिक အောင်မြင်ခဲ့ရကနေအခုချင်းတောင်တန်းကဇူမီလူမျိုးတွေဟုတ်ကဲ့ လီဒေတာကမိဆိုလူမျိုးတွေမိဂျီနာကကချင်းလူမျိုးတွေနဲ့နာဂကောင်တန်းတီထိပြန့်နှံ့သွင်းမယ်လေဒီနေရာမှာလည်းဒေတာခန့်ကောင်းဆောင်တွေရဲ့အခန်းခဏကအေးပါဟဲပြန်တယ်နော်ဟုတ်ပါတယ်ငူခေါဖောင်ဆိုတဲ့ပုဂ္ဂိုလ်ပေါ့သူကဗြိတိစစ်တပ်မှာအမှုထမ်းရင်အိန္ဒိယမှာ attentive တရင်စကားကိုကြားသိခဲ့ပြီးသူ့ဒေတာကိုပြန်ယူဆောင်လာခဲ့တာဟွန်းဒီလိုဒေတာခန့်ကနေဒေတာခန့်ကိုပြန်လည်မှွှားဝေတဲ့ပုံစံကအယံထျောက်ခဲ့တဲ့ပေါ့တော်တော်လေးထျောက်ခဲ့တယ်ဗျ ဒါပဲကောင်းမွန်ဆက်ပြုတ်လာတဲ့အချိန်တွေကကြာကြာမခံလိုက်ဘူးเนาะစက်တောင်၆60ခုနှစ်စစ်အာဏာသိမ်းမှုကနောက်ထပ်ထိုးနှက်ချက်တစ်ခုဖြစ်လာပြန်ရောဟုတ်တယ်ဗျအဲ့ဒါကတကယ်ကိုကြီးမားတဲ့အပြောင်းအလဲတစ်ခုပဲနိုင်ငံခြားသာသနာပြု26ရောက်နင်းထုတ်ခံလိုက်ရတယ်သူတို့နေပေါင်းမျိုးစွာတိဆောက်လာခဲ့လဲမြောင်းဘာအန်တောင်ကူကကြောင်းနေနဲ့ရန်ကုန်အဗနစ်စီယုံတို့အားလုံးပြည်သူပိုင်အသိခံခဲ့ရတယ်ဒါကသူတို့ရဲ့ပညာရင်းနဲ့ဆေးဘက်ဆိုင်ရာလုပ်ငန်းတွေအကြီးမားဆုံးထိခိုက်မှုပဲ ဒါပေမဲ့ on off ကောင်းတာကဒီအခက်ခဲတွေကြားကနေပဲအသိတော်ကဆက်ပြီးကြီးထွားလာခဲ့တယ်ဆိုတာပဲဟုတ်တယ်ဗျနိုင်ငံသားသာသနာပြုတဲ့မရှိတော့တဲ့နောက်ပိုင်းမှာဒီသကန်တွေရဲ့ဥဆောင်မှုနဲ့ပဲလုပ်ငန်းတွေကဆက်လက်ရှင်သန်ခဲ့တယ်ဟုတ်ကဲ့မတမသူရချာချာဖော်ပြထားတာကဒီသာသနာဟာဘုရားဘာသာဝင်ဗမာလူမျိုးတွေထက်တိုင်းရင်းသားလူနည်းစုတွေဖြစ်တဲ့ဂရင်းချင်းကချင်းလူမျိုးတွေကြားမှာပုံမအောင်မြင်ခဲ့တာပဲဟုတ်၂၀၁၉ခုနှစ်စင်ရရဆိုရင် အတင်းထား30ထောင်ကျော်နဲ့အတင်းတော်930ကျော်အထိရှိလာခဲ့တယ်ဗျာဒီအချက်ကတကောစိတ်မစားစရာပဲဗမာအများစုရှိတဲ့မြေပြန့်ဒေသတွေထက်တောင်တန်းဒေသတွေကတိုင်းရင်းသားတွေကြားမှာဘာကြောင့်ပိုပြီးအောင်မြင်ခဲ့တာလဲရှင်ဒီအချက်ကမြန်မာနိုင်ငံရဲ့တမိုင်းနဲ့လူမှုဖွဲ့စည်းပုံကိုပါထင်ဟန်နေတယ်ဗျာအင်းဘဟုအစိုးရနဲ့တိုင်းရင်းသားဒေသတွေကြားကတမိုင်းဗရာမာဆက်ဆံရေးရင်ကျေးမှုဆိုင်ရာကွဲပြားမှုတွေက ဘာသာရက်သက်ဝင်ယုံကြည်မှုကိုဘလောက်ကတိလွှမ်းမိုးတလဲဆိုတာကိုပြနေတဲ့တသက်တခုပဲဆိုလိုတာကဟုတ်တိုင်းရင်းသားလူမျိုးစုအများစုအတွက်ခရစ်ယာန်ဘာသာကိုလက်ခံခြင်းကသူတို့ရဲ့ကိုယ်ပိုင် လက္ခဏာကိုအားဖြည့်ပြတဲ့အရာတစ်ခုဖြစ်ရှုမြင်နိုင်ခြင်းမှာဗမာလူမျိုးတယောက်အတွက်ကတော့ဒါကလုံးဝဆန့်ကျင်ဘက်ဖြစ်နေတတ်တယ်လို့ဆိုလိုတာပါဗျာကောင်းပါပြီဒါဆိုရင်လက်ရှိအခြေအနေနဲ့စိန်ခေါ်မှုတွေကိုဆက်ကြည့်ကြအောင်ဟုတ်ကဲ့ဗျာ အခုလက်ရှိမှာ Seven Day Adventist အသင်းတို့ဟာမြန်မာနိုင်ငံမှာအဓိကအားဖြင့်ပညာရေးကဏ္ဍမှာထင်ရှားတယ်လို့ဆိုနိုင်တယ်နော်။ဟုတ်ပါတယ်။သူတို့ရဲ့အကြောင်းတွေကအင်္ဂလိပ်စာသင်ကြားမှုကောင်းတယ်ဆိုပြီးနာမည်ကြီးတယ်။ Adventist မဟုတ်ခဲ့သူတွေတော့သူတို့အကြောင်းတွေမှာလာတက်ကြတယ်လေ။ဟုတ်ပါ။ချင်းတောင်လိုနေရာမျိုးမှာတော့ဆေးဘက်ဆိုင်ရာလုပ်ငန်းကအရေးပါနေစေပဲလို့ဆိုထားတယ်။ဟုတ်ပါတယ်။ဒါပေမဲ့အကြီးမားဆုံးစင်ခေါ်မှုကတော့အစောကပြောခဲ့တယ်လို့ပဲ ဗမာဘူးတော်ဘာသာဝင်အများစုထံတရင်စကားရောက်ရှိဖို့ခက်ခဲနေခြင်းပဲဗျ။အိုးမတန်းထဲမှာတုံးတက်ပြထားတာကမြန်မာနိုင်ငံမှာအမျိုးတိုင်းဝါရနဲ့ဘူးတော်ဘာသာဟာအလုံးနီးကပ်စွာဆက်ဆံနေတယ်။ဟုတ်ကဲ့။ဒါကြောင့်ဗမာလူမျိုးတစ်ယောက်အတွက်ဘူးတော်ဘာသာကိုဆွန့်လွတ်ခြင်းဟာကိုယ်လူမျိုးနဲ့ယဉ်ကျေးမှုကိုပါဆွန့်လွတ်လိုက်ရတယ်လို့ခံစားရစေနိုင်တယ်။ဒီအချက်ကဘာသာကိုပြောင်းရဲ့အတွက်အဓိကအတ္တအစီတကိုဖြစ်နေတယ်လို့ဆိုပါတယ်။တခြားမျိုးရှိသေးတဲ့နေရာတွေရောရှိသေးလားရှင်။ရှိပါတယ်ဗျာ။ မတ်တဲမှာထောက်ပြထားတာကပလောင်ရခိုင်ရှမ်းနဲ့ဝါဆရတဲ့တိုင်းရင်းသားလူမျိုးစုတွေအများပြားစီကိုလည်းတရင်တကားကထိထိရောက်ရောက်မရောက်ရှိသေးဘူးဆိုတာပါပဲ။အော်ဒါတွေကတော့ရှေ့ဆက်လှုပ်ဆောင်ရမယ့်လုပ်ငန်းတွေဖြစ်ကြံရှိနေစေဖြစ်တယ်လို့ဖော်ပြထားတာပေါ့နော်။ဟုတ်ပါတယ်ဗျ။ကောင်းပါလေ။ဒီနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုအနှစ်ချုပ်ပြန်ကြည့်ရအောင်ရှင်။ဟုတ်ကဲ့။မြန်မာနိုင်ငံက 7th Day Adventist အသင်းတော်ရဲ့ရာဇဝတ်တစ်ခုကျော်တမန်ခီးဟာနိုင်ငံသားတာနာပြုတွေရဲ့ဆွန့်လွတ်အနစ်နာခံမှု တော်မင်းနဲ့မောင်မောင်လိုအဓိကကြတဲ့ဒေသခံယုံကြည်သူတွေရဲ့ဥဆောင်မှုဟုတ်ကဲ့ပြီးတော့ပညာရေးနဲ့စာပေထုတ်ဝေရိုးကိုဗျူဟာကြကြအသုံးပြုမှုတွေနဲ့တိဆောက်ခဲ့တာကိုတွေ့ရတယ်နော်ဟုတ်ပါတယ်အဲ့ဒီနောက်မှာတော့ဒုတိယကမ္ဘာစစ်နဲ့1962စစ်အာဏာသိမ်းမှုလို့ကြီးမားတဲ့နိုင်ငံရေးအပြောင်းအလဲတွေကြာမှာကြံ့ကြံ့ခံရည်တည်ခဲ့ပြီးရှင်တန်နိုင်စွမ်းကိုတက်တက်ပြခဲ့တယ်ဟုတ်ပါအထူးသဖြင့်နိုင်ငံခြားအကူအညီတွေပြတ်တောက်သွားချိန်မှာဒေသခံခေါင်းဆောင်တွေဥဆောင်မှုနဲ့ တိုင်းရင်သားလူနေချူရီကြောင့်မအောင်မြင်စွာကြီးထွားလာနိုင်ကြတာကထူးခြားတဲ့အချက်ပါပဲဒီလေးလာဆွေးနွေးမှုအပြီးမှာစဉ်းစားစရာအတွေ့အထိခုချန်ထားခဲ့ခြင်းပါလေရှင်ဟုတ်ကဲ့ဒီနေ့ဆွေးနွေးရတာတွေကိုပြန်ကြည့်ရင်နောက်ဆုံးမှာစိတ်ဝင်စားစရာမေးခွန်းတစ်ခုထွက်လာတယ်ဘာသာရေးအဖွဲ့တစ်ခုကသူ့ရဲ့ပညာရေးကျင်းမာရေးလို့လူမှုရေးလုပ်ငန်းတွေကြောင့်ပဲလူသိများလာတဲ့အခါအင်းဥပမာ Adventist ကျောင်းကအင်္ဂလိပ်စာကောင်းတယ်လို့ပဲလူတွေကတည်လာတဲ့အခါအဲ့ဒါကသူတို့ရဲ့မူလဘာသာရေးယုံကြည်ချက်အကြောင်းအားသာချက်လားအားနည်းချက် ချက်လားကောင်းတယ်ချက်ပဲဗျာတနည်းပြောရင်သူတို့လုပ်တဲ့အလုပ်ကသူတို့ဟောတဲ့တိုင်လားထက်ပိုအေးပါသွားတာမျိုးဖြစ်နိုင်မလားပေါ့နော်ဟုတ်ဟုတ်လူမှုအကျိုးပြုလုပ်ငန်းကိုလည်းကသူတို့ရဲ့အဓိကသတင်းစကားထစ်လာနိုင်သလားဒါလေးကတော့စဉ်းစားစရာတစ်ခုပါပဲဗျာ